စာပေချင်းမြတ်နှုတ်သူများအားလုံးပဲမင်္ဂလာပါရှင်။ကျမဒီကနေ့ဆက်လက်ဖတ်ပြပေးမှာကအောက်မေဘွယ်ဟာတာဝိတ္ထုများတဲ့မှဆရာကြီးဥပကျမ်းရေးသားထားသောအချစ်ကြောင့်ဆိုတဲ့ဝိတ္ထုအပိုင်းနှစ်အနေနဲ့ဖတ်ပြပေးမှာဖြစ်ပါတယ်။ကျမနဲ့အတူလိုက်ပါအားပေးနားဆင်ကြဖို့ဖိတ်ခေါ်ပါရစေရှင်။အချစ်ကြောင့်အပိုင်းနှစ်ထိုနှစ်အဖို့ကအထက်ကျော်ကာလဦးအေးအလုံးလုံးစင်က ဆရာအဖြစ်ကိုးကွယ်ခဲ့သောဖုန်ကြီးဦးအာစရဖျားဘူးကြွရောက်လာသဖြင့်ဖုန်ကြီးတဲဖို့သောကြောင့်မှတန်ဃာတော်များပါစွန့်ကြွေးရန်နေ့ဖြစ်ပေ၏။နေစွန်းကံမြင်ဖြစ်သဖြင့်နည်းနည်းစောစောကပင်စတင်၍မိဘတို့၌ဦးအေးနှင့်မောင်နှိမ်မှတပါအားလုံးဝင်ရောက်ချက်ပြုတ်အကြီးအကျယ်အလုရှုံနေကြလေ၏။မောင်နှိမ်ကမိဘခန်းနှင့်တဆက်သေးရှိသော ရေချိုးခန်းတွင် ရေချိုးနေ၏။ ချစ်ချင်းမှာနေရာတကာတွင်ဝင်ပါနေသဖြင့်အမေနှင့်အမဖြစ်သူ၏အမန်းအမဲကိုမကြာခဏခံနေရရာချက်ပြုတ်လောက်ကင်နေရာမှထွက်ခွာ၍ရေချိုးကန်းစီသို့ရှောက်ခဲ့လေ၏ရေချိုးကန်းတကားမှာပတ်တာအနည်းငယ်ချောင်းနေသဖြင့်မပွင့်တပွင့်ဖြစ်နေ၏ချစ်ချင်းလည်းတကားကိုဆွဲ၍ဖွင့်လိုက်သဖြင့်မောင်နှိတ်မှာရုတ်တရက်အံ့အားတင်တဲ့ကဲ့သို့ဖြစ်သွားပြီးပြုံးရယ်ကရက်နေသောချစ်ချစ်ကိုမြင်သဖြင့်"အော်ချစ်ချစ်ပါကလားတကားပိတ်ထားနော်လိမ်မာတယ်" အပြင်ဘက်ကိုရေတွေဆူကုန်လိမ့်မယ်ဟုပြောလိုက်လေချစ်ချစ်သည်တကားကိုတည်တည်ချာချာပြန်၍ပိတ်လိုက်ပြီးနောက်များမကြာမီဒေါအုံးလာအားလှမ်း၍မေမေကြီးမေမေကြီးကိုကိုရေချိုးတာလုံညီလဲပါဘူးနော်ဝှက်ဖူးနော်ဟုမေးလိုက်တန်းနှင်းဟဲ့မဝှက်ဖဲနေပါမလားရေလေးပိုင်းနဲ့ချိုးတာပေါ့ဟုပြောလိုက်တန်းအပြင်ဝါးကနေရေလိုက်တန်းများသည်စက်ပြာတိုက်နေသော မောင်လေးထံသို့ကြက်ရိုက်၍ဝင်လာလေ၏မနစ်ဤရေတံကားအဆိုးဝါးဆုံးဖြစ်လေ၏ မောင်နှိပ်ဤဆက်ပြတိုက်နေသောလက်များမှာရက်တန်သွားကတကိုယ်လုံးတက်တွက်ခါ၍သွားနေ၏အဲ့ဒါမှဒုက္ခပဲခက်တာပဲတင်လက်နှိပ်ဆက်တဲ့ကောင်မလေးပါကလားဟုညီးတွားပြီးရေချူးရသည်ကိုပင်မအေးနိုင်ပဲဒေါသသွေးမှုန်လျက်တကိုယ်လုံးနှွေးကနေပူကနေဖြစ်၍နေလေ၏ရေချူးပြီးတော့လဲအပြင်သို့ရောက်နေဝိုင်းရေချားရော့မီကိုတိသဖြင့်ကြောက်သဖြင့်ရုတ်တရက်မထွက်ဝင်သေးပဲအခန်းထဲတွင်ငုတ်တုတ်ထိုင်၍နေရလေ၏အတန်းကြာလင်း ချမ်းစိမ်စိမ်ဖြစ်လာသဖြင့်ထွက်တော်မည်ဟုဆိုမှတကားအပြင်းမှနေပြီးဂလန့်ချကသွားပြီကို ရိမ့်မိသဖြင့်ပိုမိုစိတ်ရှုပ်ရသွားကအန်ကျိတ်လျက်ကြံရခက် အကြီးအကျယ်ဒေါပွားနေမိလေ၏ရေချိုးနေသည့်အထင်နှင့်မြေသူကားမှ လာကားတကားကိုဖွင့်မည်မဟုတ်ရေချိုးကန်နဲ့တွင်ငုတ်တုံထိုင်၍နေရန်မှလည်းအီအာကြီးသဖြင့်ကြက်သည်တဖြန်းဖြန်းထနေပြီဖြစ်ရာ မတက်တာတော့ပဲဟေ့မနစ်မနစ် ဟုတိုးတိုးခေါ်ရင်းတကားကိုခောက်လေ၏ဘသူမှလာ၍မဖွင့်ကြားပုံနဲ့မပေါ်သဖြင့်ဟေ့မနိတကားဖွင့်စမ်းမဟေ့ဟုအော်လဲအော်တကားကိုလည်းနာနာခောက်လိုက်မှဟဲ့ယေရှုကန်တကားကိုခောက်နေတယ်ဘသူပိတ်ထားတာလဲအထက်မှာမောင်နဲ့ယေရှုနေတယ်မဟုတ်လားမနိသွားပြီးဖွင့်လိုက်စမ်းစသဖြင့်ပြောတံများကိုကြားလိုက်ရပြီးနောက်တကားကိုလာ၍ဖွင့်မှမောင်းလိမ့်မှထွက်ခဲ့ရလေ၏ချစ်ချစ်လက်ချက်နဲ့တူတယ်ဟုမနိကပြောစဉ်ဒေါ်အုံးလှက ကျုပ်တူရေချိုးတာရေလဲပိုင်းနဲ့ပါတော့ကြည်ပါလားဟုချစ်ချစ်ဘက်သို့လှည့်၍ပြောသည်ဖြင့်ဝိုင်းကတော့ကြသောရေသံများနှင့်ရောနှောပြီးမချီသွားဖြစ်ရင်အိမ်တွင်းသို့ခတ်မြန်မြန်ဝင်ခဲ့ရလေ၏အဝိအစားလဲလဲပြီးသည့်တိုင်အောင်မောင်နှစ်ဤဒေါသကမပြေးသည်အတိမိတ်ဆွေအိမ်သို့ပြောင်း၍ပြေးရမှာကလည်းမင်းနဲ့ကွာကလေးပြောတာတလောက်ရေးဆိုင်စရာလားဟုဝိုင်းဝင်းပြောဆိုကတာ၍ပင်အရေရခံရမည်ကိုစဉ်းစားရင်းအကြံအိုက်ပြီး တက်ပြင်းရှည်ကြီးရှူ၍ထုတ်လိုက်မိလေ။နေစွန်းကျွေးပြီးနောက်တအိမ်သားလုံးတိတ်ဆိတ်လျက်ရှိကြသဖြင့်တကြောင်နေအားဖြစ်သဖြင့်မိခင်ဖြစ်သူထံအ мян ပြန်နိုင်ကပြန်ခဲ့စေခြင်းကြောင့်ဖြင့်စာတဆောင်ရေးရန်စိတ်ကူးမိရမှစာရေးကတ်ကိုဆွဲကာစာတဆောင်ရေးနေ၏။စာရေး၍တိတ်ဝဲလောက်ရောက်လျင်မိမိအခန်းဝတွင်ခြေတန်းလိုလိုကြားသဖြင့်လှည့်ကြည့်လိုက်ရာဘန်းကလေးတစ်ချပ်ကိုရွက်လျက်မျက်နှာထားခတ်တီးတီးဖြင့် ကဲမိုးချန်လက်ဖက်မိုးချန်လက်ဖက်ဒီကယူကြအောင်မလားဟုတန်နေတန်ထားဖြင့်ဟစ်လိုက်သောချစ်ချစ်ကို တွေ့ရသဖြင့်ခေါင်းကိုပြန်၍ငုံလိုက်ပြီးစာကိုဆက်၍ရေးလေ၏ကဲနေကိုကိုဝယ်အောင်မလားမောင်နှိတ်မှာမြ мян သွားပါစေဟုသဘောထားကကဲပါနေတပဲဘိုးထဲ့ပြီးအဲ့ဟိုနေရာမှာပဲထားခဲ့ပါဟုပြောဆိုလိုက်ပြီးစာကိုဆက်၍ရေးပြန်လေ၏ချစ်ချစ်မှာဘန်းကိုချကကြကြနနထိုင်ပြီးနောက်လီချွတ်သေးယူလာတော့ တိရွယ်အမျိုးမျိုးကိုအိုးပုံနှလုံးတွင်ပါသောရေအမျိုးမျိုးဖြင့်ဖက်တစ်ခုတည်းတွင်လက်ဖက်တုပ်ကိုပြင်လေ၏ထုတ်၍ချပြီးလင်အခန်းတောင်ခုံကလေးပေါ်တစ်ခုပေါ်တွင်တင်ရင်းကဲ့ပစံဟုပြောကလက်ဝါးခံ၍တောင်းနေပြန်သည်ဖြင့်ယော့ယော့ဟုပြောဆိုကအိတ်ထဲမှပဲစီတစီကို ထုတ်၍ပေးလိုက်လေ၏ချစ်ချစ်မှရုတ်တရက်မိမိ၏မျက်လုံးများကိုပင်မယုံနိုင်သလိုအံ့အားသင့်၍သွားမိလေ၏ပဲစီကလေးမှအစ်စ်ဆက်ဆက်ငွေရောင်ထွက်၍နေသည်ဖြင့် တို့တော့ကော်တာပဲတပဲပူရောင်းရတဲ့ကိုကိုကတိတ်နေမာတာပဲဟုတ်ဝမ်းသာလုံးဆိုကရေပြုံးနေသဖြင့်ချစ်ချစ်နဲ့မိတ်ဆွေဖြစ်ရလင်းကိုတက်တာရရမည်ကိုပြေး၍မြည်အောင်လိုက်သည်နှင့်တပြိုင်နက်စာရေးရမှထကဟာချစ်ချစ်လက်ဖက်က တိတ်ကောင်းတာပဲကဲကဲနောက်ထပ်တမှုဖို့ပေးပါဦးချစ်ချစ်သည်လက်ဖက်တုပ်ကိုရခင်တစ်ခါထက်ပို၍ကြကြနန်းနာပြင်လိုက်ပြီးနောက်မောင်နှိတ်အားလှမ်း၍ပေး၏ မောင်နှိကပေးလိုက်သောလေးတောင်မူးစီကိုကြည်ရင်ဟေးကော်တာပဲကွပတ်စံတွေအများကြီးရတာပဲကဲကဲချစ်ချစ်ကလိမ်ပါတယ်အောက်မှာသွားကစားကြည့်ကိုကိုစာရေးအောင်မယ်ချစ်ချစ်သည်မိမိအားယခုကဲ့သို့ရရရောရောပေးကမ်း၍လက်ဖက်ဝဲယူသောမောင်နှိအားများစွာကျေးဇူးတင်ကအဆဆအရာရာကူညီလိုသောစိတ်များပေါ်ပေါက်လာပြီးကိုကိုစာရေးနေတာမမမူကိုပေးဖို့လားမောင်နှိတွင်မျက်လုံးများဝိုင်း၍သွားလိမ့် ဘယ်ဟုတ်ရမှာလဲဒါကိုကို့မိမိစီကိုပေးဖို့မမမူကောပေးဘူးလားမပေးပါဘူးကဲကဲကဲအောက်မှာတွားကစားချင်နော်လိမ့်ပါတယ်ပေးလိုက်ပါအောင်လားချစ်ချစ်သွားပေးလိုက်မယ်မပေးပါဘူးဗျာသွားပါဒါဖြင့်နောက်တော့မှပေးနော်ကိုကိုခုသွားပြီးလက်ဖက်ရောင်းအောင်မယ်မအားသေးဘူးဟုဆိုကလက်ဖက်ဘန်းကိုကောက်ရွေပြီးမိုးကြလက်ဖက်ဟုအော်ရင်းထွက်သွားလေ၏ ညသမင်းစားချိန်တွင်မောင်နှိပ်သည်လမ်းလျှောက်ရန်စောစောထွက်၍သွားပြီးရေမိုးချိုးနေရာအနီးငယ်နောက်ကျသဖြင့်ကြပြားကြရအဝတ်လဲ၍သမင်းစားကန်းသို့ဝင်ခဲ့လေ၏။ဦးအေးကမျက်လုံးကိုလှမ်း၍ကြည့်ရင်သမင်းထည့်ထားသောအာလုံတန်ဖြင့်ဟဲ့နိဗ္ဗာန်ဘယ်မြောက်ဝနေသလဲဟုမေးလိုက်ရာဒေါ်အုံးလာမှမျက်နှာအနီးငယ်ပြည့်၍သွားပြီးဦးအေးအားလှမ်း၍လှင်မြန်စွာမျက်ဆောင်ထိုးလိုက်လေ၏။ဒေါ်မြင့်ကအံ့ဩသောမျက်နှာထားဖြင့်ဦးအေးအားလှမ်း၍ကြည့်လိုက်လေ၏။ ဥအေးမှာတစုံတရာကိုတတိယတကယ်သူမျက်နာမှာ ပြုံးတုံတုံဖြစ်ပြီးသွားရမှကိုကလည်းတခါတခါဒီကောက်ရဲ့ငယ်နိုင်ကြီးကိုသွားသွားခေါ်မိတယ်ဒီလိုမမင်းရဲ့မောင်နှဲ့ရဲ့အဖေကတော်တော်လေးစမ်းတဲ့လူလူတကာလုံတမျှထက်ကဲပြီးပူချင်းတတ်တယ်ခုကာလကလေးတွေမွေးရင်ခင်မျိုးဆွေမောင်ကပါတို့ခင်ထွက်ခေါင်းတို့ နာမည်ကိုကြီးကြီးကျယ်ကျယ်တိတ်ပြီးမှဲ့ကြတော့မောင်နှိတ်ရဲ့အဖေကသူ့သားကိုနှိတ်ဗန်းဆိုပြီးနာမည်ပေးလိုက်တာကလားသူ့ကိုမေးတော့ဘယ်လူဘယ်လိုနာမည်မှဲ့မှဲ့သူ့သားရဲ့နာမည်ကိုတော့မမိနိုင်ဘူးတဲ့။ဘာကြောင့်လဲဆိုတော့မြတ်စွာဘုရားတောင်းအောင်မှနှိတ်ဗန်းကိုရဖို့မနေစူးစမ်းရတယ်တဲ့။ဒီတော့နှိတ်ဗန်းထဲအဖို့တန်တဲ့နာမည်ဘယ်မှာရှိသေးသလဲဆိုပြီးတောင်းမှန်တာတောင်မရဘူးစွမှဲ့တာပါပဲ။ နောင်လူတဲ့သူတဲ့မှာခေါ်ရင်ဝိုင်းဝိုင်းပြီးရေကြလုံးလို့အတူချုံးပြီးမောင်နှိတ်လို့ခေါ်ရတာကလားခုရေရင်မောင်နှိတ်ဤငဲနံမီရာဇဝင်ကိုခင်းလိုက်ရထမင်းစားနေသူများမှာပွဲကြ၍သွားနေ၏မောင်နှိတ်တွင်လည်းရော၍ရေလိုက်ရနေ၏တဖန်တိတ်ဆိတ်၍သွားပြန်သဖြင့်မောင်နှိတ်မှာတစ်ခါတစ်ခါမြမှုအားလှမ်း၍ကြည်လိုက်ရသုံးလေးခါမြအကြည့်ချင်းစုံနေသဖြင့်ထမင်းကိုသာငုံ၍စားစဉ် ချစ်ချင်းမှာတစုံတရာကိုတတိယတကယ်တို့ကိုကိုဒီမှာဟိုဥစ္စာလေဟိုဟိုဟာပြီးပြီလားဘာလဲချစ်ချစ်ရဲ့ဟုစဉ်းစား၍မေရသောမျက်နှာထားဖြင့်ကြောင်တောင်တောင်ပြန်မေးသည်ဖြင့်ဟိုဟာလေဟိုဟာဟုစာရေးတကယ်တို့လက်ကိုလှုပ်၍ပြာရင်မြမှုဘက်သို့မျက်စာပြည့်ပြလိုက်လေဦးအေးမှာငါးကြော်တစ်စ်ကိုကင်ငါဖဲ့ရင်ဘာလဲကွမသိပါဘူးဘာကြီးရဲ့ကိုကိုကျောင်းနေနော်ဟိဟိအိုးချစ်ချစ်ကလည်း ထမင်းစားမှစားတာမဟုတ်ဘူးစကားများလိုက်တာလွန်ရောဟုဒေါ်မြင့်ငေါက်လိုက်မှတိတ်၍သွားလေ၏တခြားလူများမှစကားတပြောပြောနှင့်ဆက်လက်စားတောင်းနေကြတော့လဲဥအေးနှင့်မြမှုမှမကြာခဏမောင်နှိတ်အားတင်္ကာမကင်းသောမျက်လုံးများဖြင့်ကြည့်ရှုနေသည်ကိုတွေ့ရလေ၏ထမင်းစားပြီးတဲ့နောက်လမ်းအနီးငယ်ရှောက်လို့သဖြင့်ခြံတွင်းဆင်းခဲ့ရာနှင်းစီပန်းတပွင့်ကိုခူးကာခြံထဲရှိခုံနန်းနေရာလေးဘက်သို့ရှောက်လာသောမြမှုနှင့်မျက်နှချင်းဆိုင်မိသဖြင့်တစ်ဖက်သို့လှည့်၍ထွက်သွားမည်ပြုစဉ် ကိုမောင်နှိမနေ့ညနေကဝိတ္ထုစာအုပ်တို့ကင်သွားတာမြင်လိုက်တယ်ဝဲလာတာလားဟုတ်ကဲ့ဖတ်ပြီးရင်ကျမကိုငှားပါလားပြီးပါပြီပြီးပါပြီဖတ်ချင်သွားယူလိုက်မယ်နိအိုးနေပါစီနောက်မှယူပါမယ်ဟုတ်ကဲ့ဟုဆိုကစကားဆက်ပြိုက်ပြီးသွားပြီးနောက်တောင်မြောက်နေပါတို့လှဲ့ကြည့်မိသည်ဤမောင်နှိတ်တွင်မြမုန်နှင့်တလုံးစာနှလုံးစာစကားပြောရသည်မှရှီတွေ့စာကနှင့်မတူအနည်းငယ်ရဲတင်းလျက် စိတ်ထဲတွင်အမြဲပင်ဆက်၍ပြောကျင်သလိုလိုမြမူကမျက်နှာကိုကြည့်လိုက်လျင်ရင်တွင်း၌ဖိုးသလိုလိုဖြစ်ကာအလုတ်ကပြန်လာ၍မြမူကိုမမြင်ရလျင်ရင်တွင်း၌ဟာသလိုလိုဖြစ်နေသောအခြေသို့ဆက်ရောက်လာခဲ့ကြ၏သို့သောမြမူနှင့်စကားပြောရသည်မှာအရသာရှိသလောက်မထင်သောနေရာမှရုတ်တရက်ပေါ်ပေါက်၍လာတတ်သောချစ်ချစ်ဤရန်ကိုလည်းကြောက်ရလေ၏လှဲ့၍ကြည့်လိုက်ရာတွင်မြသူကိုမှမမြင်ရသဖြင့်မြမူဤအပါမှရုတ်တရက်ထွက်ခွာမသွားသေးပဲ။ ကဲပါလေအခုယူခြင်းယူထားပါသွားယူလိုက်ပါမယ်မယူပါနဲ့ကိုမောင်နေရဲ့ခုယူထားလို့ဘလို့လို့ဖတ်ရမလဲအိမ်နဲ့ပြန်ရောက်တော့မှာပဲပြီးပါဒါဖြစ်နေတဲ့ဘောပဲဒါနဲ့ကိုမောင်နေနေပါအောင်ချစ်ချစ်ကိုဟိုဟာဒီဟာတွေသွားမပြောနဲ့နော်ချစ်ချစ်ကတိတ်ကြောက်စရာကောင်းနေမောင်နေဤမျက်လုံးများမှာပြူးကြယ်ပြေးသွားရမှာဘာဘာမှမပြောရပါဘူးဗျာဘာပြောလို့လဲရှင်ဘာမှမပြောဘူးလားမပြောရပါဘူးဗျာဖះဆူရပါစေရဲ့ ဒါဖြစ်ရင်ထမင်းပွဲမှာတော့ရှင်းနဲ့ချစ်ချင်းနဲ့ဗာကြိတ်ပြီးတော့မျက်စိမှိတ်မျက်စပြည့်လုံနေကြတာလေ။အဲ့ဒါကွာကြတာပါပဲဗျာ။ကျွန်တော်လည်းဘာမှမသိရပါဘူး။သူကမမ်းမြမှုကိုစာပေးပါလားတဲ့။ဘာလားနဲ့ပြောပြီးဘယ်နဲ့ဘယ်တွေဘာတွေလျှောက်ပြောနေလဲမသိပါဘူးဗျာ။ကျမကပြောတော့ကိုမောင်နှိတ်ကစာပေးခိုင်းနေတဲ့။သူကတော်တော်ကြာမှပြပြမယ်ဆိုပြီးပတ်ဆက်ကိုသာယူခဲ့တယ်တဲ့။စာကိုမယူခဲ့သေးဘူးတဲ့။ပတ်ဆက်သုံးပေးလိုက်တယ်ဆိုပြီးထုတ်ပြသေးတယ်။ ဟဲမိုးချိုပြရပါကြီးရဲ့ဗျာမဟုတ်တာ စာပြီးပြီးရင်လည်းထပ်ပြီးပြီးအောင်မယ်လို့ကိုမောင်နှိတ်ကပြောတယ်ဆိုပဲအေးဗျာအောက်ကျုံနဲ့ကလာနာတိုက်ရအိုးကြိတ်တွေမနေပါနဲ့ရှင် ဟာမဟုတ်တာဗျာဘယ်နဲ့ကျွန်တော်ကဒီလိုတခုမှမပြောရပဲဟာဟောဒီစေးလိမ့်မီလို့โอ้မကြိမ်ပါနဲ့ကိုမောင်နှိတ်ရဲ့ကျမကလည်းချစ်ချစ်တတ်ကိုမသိပဲနေပါမလားကိုမောင်နှိတ်ကတော့သူ့တတ်ကိုမသိတော့ကြည်စားတယ်လို့ပြောများပြောမိသလားလို့ မပြောပါဘူးဗျာသူ့တော့လန့်လွန်းတော့ဘာမှမပြောဝင်ပါဘူးခမားလည်းအတိသားပဲဗျာကျွန်တော်ဘာဒီလိုပြောရဲမှလဲညမူမှာအတန်ကလေးထွက်အောင်ရဲလိုက်မိသလောက်မောင်နှိတ်တွေမျက်နှာအပြက်ပြက်နဲ့အတန်ကြာငိုင်၍နေမိရမှညမူဤမျက်နှာကိုတဖန်ပြန်၍ကြည့်လိုက်ရာပြုံး၍နေသေးသည်ကို တွေ့သဖြင့်ဝင်၍ပြုံးရင်အင်းဗျာကျွတ်လိုက်တာကျွန်တော်ဖြင့်တစ်ခါတစ်ခါထွက်တောင်ပြေးချင်တာပါပဲဟုညှိလိုက်နေဤနေဝင်စတွင်ထကြွလှုပ်ရှားတေးဆို၍ ကစားနိုင်သောလင်းညင်းကလေးသည် ခုံရှိကလေးရှိတွင်ရိုက်၍စကားပြောနေသူနှစ်ဦးအားမှွေရန်ကြည်စားချမ်းစိမ့်စိမ့်ဖြစ်သွားစေလေ၏။မြမှုသည်ဒုက္ခိတတဦးအားတနာသဖြင့်ကြည်သောမျက်နှာထားမျိုးဖြင့်မောင်နှိတ်အားကြည်ရင်ကလေးပဲကိုမောင်နှိတ်ရဲ့ဂယုဆိုင်စရာလိုက်လို့ဟုပြောစဉ်အပေါ်တတ်ဝိညာဏမှနေ၍ဟေးအေးတယ်ဟေးအထက်ဝင်ကြပါတော့လားဟုအော်လိုက်သောဥဤဤအတန်းကိုကြားသည်ဖြင့်မောင်နှိတ်မှာ မမမှုနှင့်အတူတူပြန်၍မဝင်ဘဲတကိုယ်ရီခတ်တုတ်တုတ်အိမ်ထဲသို့ဝင်ခဲ့လေ၏ဖြူဖွေးပါလျရသောခြုံဆောင်ပမာညင်သားစွာရစ်ထွေးလိုက်သောမြို့နှင်းတိမ်တိုက်အကြားမှာအားနည်းမှုံရင်သောလဝင်း၏ရောင်ကြီးသည် တကိုယ်ထဲထိုင်ကစိကရက်ကိုဖွာရင်းစိတ်ကူးယွင်၍နေသောမောင်နှိပ်၏အခန်းတွင်သို့ဖြင်းညင်းစွာဝင်ရောက်၍လာလေ၏ မြမူနှင့်ရင်းရင်းနှီးနှီးစကားပြောရသော အချိန်မှစ၍မြမူ၏တာယာသော ရေတန်မောတန်ပြောတန်စူတန်ကလေးများမှနားတွင်မထွက်တော်ဘဲအလုံးအခဲဖြစ်ကအုံနောက်အတွင်းဝင်အမြင့်တွယ်လျက်ရှိလေတော်၏မြမူအကြောင်းကိုမတွေးဘဲမနေနိုင်အလုံးအကင်လောက်ရာတွင်လည်းမြမူ၏ကြည်လင်သောမျက်နာကလေးသည်မောင်နှင့်၏စိတ်ကိုတူဦးလေးကိုယ်စလဲယူထားတဲ့ကဲ့သို့အနာမပေးဘဲအမြဲတမ်းတွေးတောကငင်းမောနေစီလေ၏ မိမိတို့ကလည်းပြာဒီလိုဟာမျိုးကလေးတော့စက်မပေးခြင်းဘူးခုနေတကယ်လို့ပြန်လာရင်လူကြီးချင်းစိတ်ဆက်ပြီးကိုနားပုံပေးလိုက်ရင်ဟန်ချင်ရင်ဟန်မှာပဲဒါပေမဲ့ဟန်ရင်တော်ပါရဲ့တကယ်လို့မမျှမှုကသဘောမကျလို့မယူဘူးဆိုရင်ဒုက္ခအရှက်လုံးလုံး꽌ပြီးလူထဲမှာတောင်နေဖို့မကောင်းတော့ဘူးစသဖြင့်တွေးဝေကစဉ်းစားနေစဉ်ညင်သားစာခောက်နေတော့တကားပေါက်မှအတန်တစ်ခုကြားရသဖြင့်ထ၍ဘသူလဲဘာထေလာမဏိလား ဟုမေးလိုက်နေ၏မနိသည်ဖို့လျှော်ပြီးသောစွတ်ကျဲအင်းကြီးနှစ်ထဲကိုကိုင်းကအခန်းတွင်းသို့ဝင်လာပြီအကိုကြီးမိဘဖြစ်လို့မထွန်းသေးတယ်လေမောင်နှိတ်သည်မနိ၏အမေးကိုပြန်၍မဖြေဘဲဓာတ်မီးခလုတ်ကိုလှမ်း၍ဖွင့်လိုက်နေ၏ဒီမှာအကိုကြီးစွတ်ကျဲနှစ်တဲလျှော်ပြီးပြီဗျအေးအဲ့ရဝမှာထားလိုက် စွကျင်နှစ်ထဲကိုအချိန်ကြာနိုင်သမျှကြာအောင်တေချာစွာခောက်ရင်းမောင်နှိတ်အားမကြာခဏလှည့်မြန်သောမျက်လုံးများဖြင့်အကဲခတ်၍နေတော်လဲဘာမှမပြောဘဲစပွဲဝေါ်တွင်တင်ပလွဲထိုင်ကပဒင်းပေါက်ဘက်ကသာငေး၍နေသဖြင့်အနည်းသို့ကတ်ခဲ့ပြီးအကူကြီးတို့ညက်နေကဘာတွေပြောနေကြတာလဲဘယ်ဘယ်မှလဲဘသူနဲ့လဲခြံထဲမှာလေညက်နေကကျွန်တော်မြင်ပါတယ်အကူကြီးတော့ဟန်မာပဲလို့ကျွန်တော်ကပြောတယ်မဟုတ်လား ဘယ်ကဟန်ရမှာလဲကွာတခြားအကျိုးအကြောင်းတွေပြောနေတာပါအဟုတ်မဟန်တာလားအကိုကြီးရဲ့ခုမယုံကြည်တကယ်သူထက်ပြီးမင်းနေပြန်တဲ့ဖြင့်တကယ်ကိုမဟန်တာပါကွာမင်းကိုငါကလေကုန်ခံပြီးညာနေရအောင်မလားဟာအကိုကြီးတကယ်ရိုးတာကိုဒါမျိုးမှဒီလိုရိုးနေဘယ်ခကြီးတွင်တော့မှာတော့နေပါအောင်ကျွန်တော်မေးပြရစီဒီလိုခိုင်အီးလုံနေရတာဟာအကူကြီးကသဘောမကျလို့လားမောင်နှိပ်သည် ဘာမှပြန်မပြောပဲတုံ့နှိပါဝေတိတ်ဆိတ်နေလိုက်၏ဒါတော့အကိုကြီးသဘောပဲလေကျွန်တော်ကတော့အကိုကြီးအတွက်ပြောနေရတာဟု ပြောဆိုရမှစကားမစိုးမီထွက်သွားမည်ပြုသဖြင့်ငါကသဘောကျပါတယ်ဆိုကောမင်းဘာတတ်နိုင်မှလဲကွပြောရတာနေကုန်ယုံမဲရှိတော့မပေါ်ဟုခက်ဆက်ဆက်ပြောလိုက်မှဘယ်ဟုတ်မလဲအကိုကြီးကဒီလိုဆိုတော့ကြံရတာပေါ့ဒီမဲမင်းကဘလို့ကြံချင်လို့လဲစာပေးမယ်တဲ့အကိုကြီးရဲ့ ပြီးတော့ပြီးတဲ့စာကိုဗာကြည့်သွားပြငါ့ကိုတဲမိုက်တဲ့အကောင်ဆိုပြီးအိမ်မော်ကကန်ချအဲ့ရောမှာဟန်ကြမယ်ဟုမချီတော့ရဲချင်းဖြင့်ရဲလိုက်ရမနိမမခံကြည့်မခံတာခေါင်းကိုကုံရင်မျက်မှောင်ကုတ်ခါငေးရွေသွားရမှဒီလိုဆိုရင်လူခရင်ဖွင့်ပြောချလိုက်တာပေါ့မောင်နှိမ်မှာမနိဤကြီးမားသောခေါင်းကိုကြည်ရင်တယောတလူပြုံးလိုက်ကမနိမနိ မင်းခေါင်းကြီးတွေအထက်မှာဟိုဟာတွေပြည့်နေတာထင်ပါရဲ့ကွာဟုလေရှည်ဆွဲ၍ပြောလိုက်ရာမနိမကဝိတစုအဖြစ်မိမိကိုကိုမှတ်ယူနေရမှယခုကဲ့သို့ရှုတ်ချပြောဆိုခြင်းကိုအလင်းမမျောနိုင်မဲခံရသဖြင့်မချင်မရဲရှိလာသောမျက်နှာထားဖြင့်ဖွင့်ပြောတော့ဘာဖြစ်ရအောင်မှလဲပြန်ပြီးလူကြီးတွေကိုပြောမှာပေါ့လူကြီးတွေပြန်ပြောမယ်ဆိုတာအကိုကြီးအထင်မှာသူကသဘောကျနေအလကပြန်ပြောပါမလားโอ้กว่าถ้าတော့သူ့သဘောကိုမင်းပြောနိုင်လို့လား ဒါတော့ဘယ်ပြောနိုင်မလဲအကိုကြီးရဲ့စံပြီးပြောကြည့်မှသိနိုင်တော့မပေါ့အဲ့ဒီလိုစံပြီးပြောလိုက်လို့မှ तू ကသဘောမကျလို့ပြန်ပြီးတိုင်ရင်ကိုဟုစောရကဝင်လိုက်ရာမနစ်မှာအတန်ကြာမျက်နှာကိုရှုံ့၍ခေါင်းငုံသွားပြီးဒေါသတကြီးထတာကိုင်းပြာတိုင်ပါစေဒင်းတိုင်လို့တော့ဘာဖြစ်ရအောင်မလဲတက်တယ်မှမရှိပဲမပြောဘူးလို့ဇွညင်းမှာပေါ့အဲ့ဒီတော့ तू နဲ့ငါနဲ့အခုလိုစကားမပြောရတော့ဘူးမနစ်မှာစိတ်မရှိသောအမူအရာဖြင့်ခေါင်းကိုခါရင် အကိုကြီးဟာကတဲခက်တာပဲကို့ဘက်ကလည်းတာတာထိုးထိုးတွေးအုံမှပေါ့ခုတော့ပြောလိုက်တဲ့မြာကို့ဘက်ကကြောက်ရမယ်ဟာရီကြီးပဲဟုပြောဆိုကစိတ်ပြက်ပြက်နဲ့အခန်းတွင်းမှထွက်သွားနေ၏နောက်တနေ့ကနေအားသဖြင့်နေ့လေလက်ဖက်ရည်တောက်ပြီးနောက်အဝိအစားလဲလဲကအောက်ထပ်သို့ဆင်းလာသဖြင့်ချစ်ချစ်ကကိုကိုဘယ်သွားမလို့လဲညိုတဲ့ခဏသွားမလို့ချစ်ချစ်လဲလိုက်မယ်ဟဲမဟုတ်တာအလကားကြာနေပါမယ်ကိုမောင်နေသွားသွား ဟုသတင်းစာဖတ်နေရမှရေမောပြောဆိုနိုင်သောမြ့မူ၏အတန်းကိုကြားသဖြင့်လှဲ့၍ကြည့်ပြီးတွားများကိုဖြီးကာအိမ်မှထွက်ခဲ့နေ၏မိษွေတယောက်နှင့်တွေ့သဖြင့်သုံးနိုင်ခွဲခွဲရုပ်ရှင်ဝင်၍ကြည့်ပြီးနောက်၆နိုင်လောက်မှခတ်တုတ်တုံပြန်ခဲ့နေ၏ခြံဝသို့ရောက်သည့်နှင့်တပြိုင်နက်အိမ်အပေါ်တက်ပတင်းမှလက်ပြကအမြန်လာရန်ခေါ်နေသောမဏိကိုမြင်သဖြင့်ဘယ်အကြောင်းကြောင့်ဟုတွေးတော့မရနိုင်ပေအထက်ခန်းထဲကိုသာအမြန်ဝင်၍တွားရမှမဏိလုံပုံကိုင်းမုံကိုသဘောမကျသဖြင့် ဒေါသအနည်းငယ်ပွားကဟေ့ဘာလဲဟေ့မင်းဟာကအရေးတကြီးဘာဖြစ်နေတာလဲတလောက်တောင်အလန့်တကြားဟုကျင်းဝါလိုက်တော့လဲအရေးတကြီးကိစ္စတခုကိုမျိုးသိမ့်ထားရသဖြင့်ခြေလက်များပင်အငိမ့်မနေနိုင်အောင်လှုပ်ရှားနေသောမဏိမာဝင်လာသောမောင်နှံ့၏စကားအဆုံးကိုမျှမဆောင်နိုင်ပဲကဲအကိုကြီးရေချက်ကောင်းတော့ပေါ်ပြီဒီခါမှမကိုရင်တော့လမ်းဆုံးမဲဟုခပ်ပြပြပြောလိုက်လေ မောင်နှိပ်ဤအောင်မေးမှာဆွဲထားသောကြိုပြတ်တကဲ့သို့ဆက်ခင်းအောက်သို့ကျသွားသဖြင့်ပါဇက်မှာအကျဲဆုံးပွင့်၍သွားလေ၏အတန်ငယ်ကြာအောင်အံ့အားသင့်နေမိရမှဘာလဲကွာဘာကွာမှလည်းပြောစမ်းပါဦးဒီလိုအကိုကြီးရဲ့ညနေကမေမေကြီးရဲ့ကြီးကြီးမြင့်ရဲ့ချစ်ချစ်ရဲ့အင်းစိန်ကရေးပိုင်ကတော်ဆိုလားမော်တော်ကားနဲ့လာပြီးခေါ်သွားတယ်အကိုကြီးဟာကလေးကတော့ခေါင်းကိုက်လို့မလိုက်ဘူးဆိုပြီးနေရစ်ခဲ့တယ် တော်စမ်းမှာမင်းပါဇာကြီးတအားကုန်ဖြည့်ဖြည့်ပြီးတော့မရေစမ်းမှာ ਨੇ အဲ့ဒါဘာဖြစ်တယ်လဲဘာဘာကြီးကလည်းဒူးနာတဲ့ယောဂါထပြီးအပေါ်ထမှာလဲနေတယ်အဲ့ဒီအခါမှာမှအကိုကြီးမကော်ရင်ဘသူကော်အောင်ပါလဲမောင်နှိတ်မှာနားမလဲတဲ့ကဲ့သို့မျက်မှောင်ကုန်ရီသွားရင်အင်းလီအဲ့ဒီဥစ္စာဘာဖြစ်တယ်လဲဒါနဲ့ဘာကြောင့်ကော်ရမှာလဲကော်တာပေါ့အကိုကြီးရဲ့ကော်သမလွန်ပါရောအဲ့အကိုကြီးသူ့ကိုကြိုက်ပါတယ်လို့ဖွင့်မပြောဝင်မှုမဟုတ်လား မောင်နှိတ်ကခေါင်းကိုညှိတဲ့ဖြင့်အဲ့ဒီတော့မပြောရဘဲနဲ့တခါတဲ့ကိစ္စတုံးတဲ့နီးကိုကျွန်တော်ကစီစဉ်ပြီးပြီအကိုကြီးကသာသဘောတူမယ်ဆိုရင်လူကြီးတွေမပြန်ရင်အပွားပဲဘာလဲကွာမင်းကရင်တုံစရာကောင်းလိုက်တာအိုးကိုကြီးကမတုံရပါဘူးသူကတုံရမှာလုဆမ်းမအောင်မနစ်မှာထောင်ကြမှာဖြစ်နေစောစောကြိုတင်ထောင်နဲ့ဝင်နေရအောင်နမိတ်မရှိနမမရှိအကိုကြီးကကျွန်တော်ကိုတလောက်အထင်သေးနေသလား ကျွန်တော်ပြောမယ်ဟုဆိုကာလက်ဟန်ချီဟန်မျက်နှာအမူအရာနှင့်တကွ7မိနစ်သာသာမျှကြံစီထားသည်များကိုဖွင့်ဟပြောဆိုလိုက်ရာမောင်နှိတ်မှာအနည်းငယ်ပြုံး၍လာရင်ခေါင်းကိုဖြည်းဖြည်းညိတ်နေရမှနေရတော့ကြာသားပဲဒါပေမဲ့ तू ကမကြောက်ရင်ဘယ်နဲ့လုံမလဲလာပြီအကိုကြီးကပြောလိုက်ရင်ဘယ်ခါမှဖြစ်တဲ့ဘက်ကမတွေ့ဘူးနေရမကြဖို့လောက်ပဲစဉ်းစားတာပဲမဟုတ်ပါဘူးကွာငါကမတော်တဆ तू ကမကြောက် ဟုစကားမစိုးမီမဏိကဖြတ်၍လောကမှာဘယ်မိမမှမကြောက်တဲ့မိမမရှိဘူးသူကကောဘာမှုလို့လဲကဲပါအကိုကြီးလုံမလာမလုံဘူးလားအချိန်များများမရဘူးနော်နောင်ကိုလည်းရဖို့အခက်သားလုံရင်လည်းမြန်မြန်လုံမှနေရကြမှာဟုလောလိုက်ရမောင်နှိမ်မှာအစင်းစားရခက်လျက်စိတ်ရှုံသောအမူအရာဖြင့်ခေါင်းကိုသာအတွင်ကုတ်၍နေမိလေ။ကိုင်းလေဘယ်နဲ့လဲလုံမလာမလုံရင်လည်းကျွန်တော်သွားမယ် နေပါအောင်ကွာခဏလေးစဉ်းစားပြရစီအိုးဟာဒီလိုအချိန်ဖြုန်းနေလို့မဖြစ်ဘူးလုံရင်လည်းလုံမှမောင်နှိပ်ဤမျက်နှာမှာရုတ်တရက်ဆုံးဖြတ်ချက်ချလိုက်တဲ့ကဲ့သို့တင်းမာ၍သွားနေ၏စက်တနက်ဖြင့်ပြစ်ခတ်နေသောဘက်သို့ဇူတိုး၍တက်တော်မီစစ်သားကဲ့သို့စွန်စားတော်မီဆိုသောမျက်နှာထားဖြင့်ထိုင်ရမှထကကဲကွာဘာဖြစ်ဖြစ်လုံမယ်လာဟုမန်ထဲ့၍ညှိ၍ထုတ်ရသောခက်အေးအေးအတန်းဖြင့်ပြောလိုက်လေ၏မနစ်ဤမျက်နှာမှာ တိတိတသာပြုံးရွှင်ရေသွားပြီးအကိုကြီးကတလို့မှဘောဟုချီမွန်ထောပနာပြုတ်ပြီးနောက်ကဲအကိုကြီးအောက်ကိုအရင်စင်းမမမူဧကန်းထဲမှာရှိတယ်ဟုကြောကိုညင်သာစွာတွန်း၍အခန်းတွင်မှထုတ်လိုက်လေ၏ကျေးဇူးတင်ပါတယ်ရှင်ကျမယခုဖတ်ပြပေးခဲ့သောဆရာကြီးဥပကျမ်းရေးသားထားသည့်အချစ်ကြောင့်ဆိုတဲ့ဝိတ္ထုအပိုင်းနှင့်ဒီမာရင်ရနာခွင့်ပြုပါရှင် ကျမနဲ့အတူအဆုံးထိလိုက်ပါအားပေးနားဆင်ခဲ့ကြတော့စာပေချစ်မြတ်နှုတ်သူများအားလုံးဘေးကင်းလုံခြုံကြပါကြပါစေ။ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးကြဖို့မမေ့ပါနဲ့နော်။အပိုင်းသုံးမှာပြန်လည်ဆုံတွေ့ကြပါမယ်။ကျမကနှင်းစီပါရှင်။